တင်းမျိုးနဲ့တင်းတာဒါရှိတယ်เนาะတမန်တော်ကတမျိုးနဲ့မှပြန်ပြီးတော့ထိနိုင်တာမရှိသေးဘူးဒါကျွန်တော်တို့အပြင်အကုန်လုံးသိပါလေเนาะအဲ့တော့ဘုဇုတ်သုံးမျက်နိုင်အီရဲ့ဘုဇုတ်ထွန်းမျက်နိုင်ပေါ့ဗျာဒါသူတို့ရဲ့အခေါ်ခေါ်ခေါ်ပေးတာအဲ့တော့ထွန်းမျက်နိုင်ကဘာပြောလိုက်လဲဆိုတော့သူတို့ရခိုင်ပြည်နယ်ကောင်းကင်ဘွားတော်မှာလင်းတစီဖက်ပြန်လို့မရသေးအောင်တဲ့၃လပြည့်တို့လုံးပြမယ်မင်္ဂလာပါ မြန်မာနိုင်ငံအတွက်ပဋိပက္ခတွေနဲ့အတူမှန်ကန်တဲ့သတင်းတွေကိုအမြင့်တဲ့ reaction လုပ်ပေးသွားမှာဖြစ်ပါတော့ကြောင့်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးကြပါအောင်နော်မင်္ဂလာပါဗျာအားလုံးကျန်းမာပါစေချမ်းသာပါစေနော်ပိုင်ရဲကိုမျက်နှာမြင်ပိုင်ရဲကိုသင်ကြလို့အားလုံးပျော်ရွှင်ကြပါစေကြောင့်ပိုင်စုမုံကတောင်းပါတယ်ဗျာအားလုံးပျော်ရွှင်ကြပါစေဒီနေ့ကတော့18ရက်5လ2025ပေါ့နော်ဒီဒီပွဲကလာလေးတွေကိုအရင်ဆုံးပြောပြမယ်ဒီပွဲကလာလေးတွေအရင်ဆုံးပြောပြမယ်ဆိုလို့ကျဒါမနေ့အစောကြီးဆိုပခုတ်ခု ကာမမျိုးနဲ့အနောက်ဘက်ကဂျိုးပြန်ရက်ကွက်မှာဒါမနက်ကဖစ်ထူးတဲ့နာဆေးုံဆေးအမအကြဘက်တွေကူတာနေတဲ့လက်နက်တွေထားတဲ့နေရာကိုဒါမနက်ကအကြဘက်တွေကိုရှင်းလင်းလိုက်တာရှိတယ်နော်ကျမ်းပါစေရှိလိုက်တောင်းသားမြင်းကျန်းနှထိုးကြီးငစွန်အိမ်မှာပွဲကားတယ်ပွဲကားတဲ့အချိန်မှာကျွန်တော်တို့ဒီ PDF ဆိုအောင်ဦးစီးတဲ့အဖွဲ့တွေကတော်တော်များများအာဒါလစ်ကုံတာရှိတဲ့အယောက်ရာကဏန်းတော့ရှိတယ်တနည်းအား30တနည်းအား50တနည်းအား20တနည်းအားဒါလို့ပေါက်လိုက်ရာကျော်ကဏန်းတော့သူလစ်တာရှိတယ်အဲ့ဒီဆိုအောင်ကတော့နောက်ဆုံး ဟိုလက်သွားပြီနောက်ဆုတ်ဟိုနဲ့နောက်ဆုတ်သွားပြီပေါ့ဗျာအဲ့မှာတောင်းသားမှာဆိုလို့ရှိရင်ပြူစောတိခေါင်းဆောင်ကဘယ်သူလဲဆိုလို့ရှိရင်ထူအောင်ရှိမယ်ခေါင်းဆောင်ထူအောင်ငင်းကြမှာဆိုတော့မတိတာယူမလို့ပေါ့နော်ဒါကလူတိတယ်အဲ့ထူအောင်ဆိုတာကအသက်ကြီးလဲမဟုတ်ခလေးလူငယ်လေး20ဝန်းကျင်လောက်ရှိတဲ့ကောင်လေးနော်ထူအောင်ကအဲ့တော့သူကဘာဖြစ်လဲဆိုတော့အဲသူ့ဖေကို PDF တရားဖမ်းသွားတယ်ဖမ်းတော့တဲ့အချိန်မှာ အဲသူကဒီမှာတိုက်နေတော့သူကနေရာတိုင်းကိုလိုက်တိုက်ပေးတာတမ်းမတော့ကဟိုနောက်မှာစစ်ရန်လို့တဲ့လူရန်လို့တဲ့ဆိုသူကတနေ့သူဘက်သူသူပြည်သူစစ်ဖွဲ့တဲ့သူထသွားပြီးတော့တိုက်တာသူပြည်သူစစ်အဖွဲ့တဲမှာလည်းရှိမှစလင်းက16 18 20လေး20မရှိဘူးသူတော့20တော်တော်လေးရှိတာနော်20ဝင်းညံလောက်လေးရှိတာဆိုသူအောက်မှာကျစလင်းက16နဲ့လေးဒါတမ်းမတော့ခံတိုက်ပေးနေတာတိုက်ပြီးအေးချမ်းမအမျိုးဘာသာတာနာတည်နှံ့မှုတော့ကိုဒါသူတေးကြခံတိုက်မလားထူအောင်ဆိုတဲ့သူကအမျိုးတွေတော်တော်များများအပြစ်သက်ခံရတယ်အရှင်းနဲ့ခံရတာရှင်းမနည်းအောင်ကသူ့ဖေရအသက်ခံရတယ် သူ့ဘေးကမင်းကမအရှင်းခံတယ်သူ့ဘေးကို PDF တွေဖမ်းသွားတယ်ဖမ်းသွားတဲ့အချိန်မှာနောက်ကြောကိုတနတ်ထောက်ပြီးတော့သူ့သားကိုထူအောင်လက်နဲ့ချခိုင်းတယ်နော်လက်နဲ့ချခိုင်းတော့သူ့ဖေကနေပြီးတော့ဖုံးဆက်ပြီးတော့သူ့သားကိုလမ်းပြောတယ်ဘာပြောလဲတာမေးတက်လုံးလက်နဲ့မချနိုင်တဲ့အသက်မသေးမသေးဒီကောင်လေးကိုခံတိုက်တယ်ဆိုပြောတာပြောလို့လည်းပြီးတော့နောက်ကဖောင်းဆိုပြစ်ပလိုက်တော့သူ့ဖေအဲ့မှနေမယ်သူ့ရှိမှနေမယ်အဲသူ့ဖေရဲ့အဲ့မှနေမယ်တေးွားရောဟုတ်လားအဲ့တော့ ဖားခင်ကလည်းပဲသူအခုမနေ့ကမှသိရနော်အဲမနေ့ကမှသူ PDF တွေပြသလိုက်အဲ့တော့ပြောချင်တာကတိုင်းပြည်ကိုလူငယ်တွေကဒါလိုမျိုးကာကွယ်နေကြတယ်အဲအခုဒါဒီနေ့ကတော့မနေ့ကတော့စစ်ကြောရောက်သွားတယ်စစ်ကူရောက်သွားတယ်ပေါ့ဒါအခုကတော့နည်းနည်းအေးဆေးဖြစ်သွားပြီမနေ့ကအယောက်နည်းနည်းလေးနဲ့ဆယ်ကလေးနည်းနည်းလေးနဲ့၃၄ငါးယောက်ခံတိုက်တာနည်းနည်းတော့တတိနမုံနည်းနည်းတော့ဇာနမုံ အဲ့ကောင်လို့ကြည်ပြီးမနေ့ကကျွန်တော်ဟိုပီသုံးလုံးပါတီရဟိုဘာဘောအလုံးမှုသောကောမဒီတဲ့အဲအဖွဲ့ဝင်ပါညာပေါ့စီစီအဖွဲ့ဝင်တို့စီဘာညာသူထပြောတာအောင်ရဲထွန်းလာအဲ့ကောင်လေးပြောတာဆိုဟာလာစစ်တပ်ကဒီစစ်ဦးတွေခေါ်တဲ့ဥစ္စာစစ်မှုထမ်းခေါ်တဲ့ဥစ္စာအချိန်ခါရောဟုတ်ပါရဲ့လားပြအားဆိုပြောတာလေနောက်ကဒီစစ်မှုထမ်းဥစ္စာတွေတောင်မိသားစုတွေဒါတနင်္လာစီကွဲပြားနေရတာဒီလိုတွေထပြောတော့ကျွန်တော်တော့မှဒီနေ့ရောက်ရှင်လိုက်တဲ့နေရာမှာစီနဲ့ရေပဲလို့တကယ်ထူးအောင်ကျွန်တော်တော်တော်နေသားပါတယ် ော်တော်ကြီးကိုလည်းတန်ဟိုတာညီလေးထူအောင်မင်းဒီတက်တက်လုံးကအနေကင်းရှင်းပြီးတိုင်းပြည်ကိုဒီလိုတာဝန်ထမ်းဆောင်နိုင်ပါစေလို့ကိုကြီးပတ်ရံကိုမြင့်တော်ဖို့ဆုတောင်းပေးပါလေညီလေးအတွက်နော်ငါညီလေးကြားမပါစေချမ်းသာပါစေလိုအပ်တာရှိလို့ရှင်ကိုကြီးပတ်ရံကဖုန်းနံပါတ်လည်းရှိပါတယ်လမ်းပြီးပြောလို့ရတယ်ဒါကိုကြီးကမင်းကိုမြင့်တာစေတနာအပြည့်အဝရှိတယ်တန်ဖို့လည်းထားပါတယ်ဟိုပါလေအောင်ရဲထွန်းလာဒါပြည်သုံးလုံးပါတီကလူငယ်ရေးရဆိုဟိုဒီနေ့ကပြောပါတယ်အဲ့ဒါမျိုးတွေပေါ့ ပါတီရမဖွဲ့စည်းတဲ့ဦးတက်မတော်နဲ့တွေ့ခွဲဖို့ကိစ္စပြည်သူနဲ့တွေ့ခွဲဖို့ကိစ္စတွေအစပြောလာပြီနော်အဲ့တော့ဘယ်လိုလုပ်မလဲ LRD လက်ထက်တာလည်းတောက်လျှောက်တောက်လျှောက်ကိုကြီးလိုက်တယ်အားအိုက်တိုင်းပဲတက်မတော်နဲ့စိတ်ဝဲခွဲဖို့ပြည်သူတွေနဲ့ပုံဝင်နဲ့တသားတည်းမဖြစ်အောင်လို့လှုပ်တဲ့ခါကျတော့အခုလို့ဒီတိုက်ပွဲတွေကြီးပဲတောက်လျှောက်ရင်ဆိုင်နေကြတော့တယ်နော် အဲအဲ့လိုမျိုးရှိတယ်နောက်ကကြတော့ဒါပဲဗီဒီယိုတော့ထုနေရမှာမနေ့ကလည်းပင်နယ်ဘူးမှထုနေတာပဲဒီဗမော်ကိစ္စဆိုတဲ့ဒါတော်တော်များများဗမော်မှာလည်းအောင်မြင်ပြီးသားဖြစ်တယ်ဗမော်မှာဆိုလို့ချင်းဟိုဗိုလ်ချုပ်အဲမူချုပ်ပေါ့မူချုပ်လို့ပဲပြောတော့မယ်မူချုပ်အောင်နိုင်ဦးဒါကောင်းကောင်းကျွေးနေတာပဲเนาะကောင်းကောင်းဦးစီးပေးနိုင်တယ်ဒီဗိုလ်ချုပ်တဲမှာမူချုပ်တဲမှာเนาะနောက်ခါကျတော့သွားလေရန်ကုန်သားเนาะ၄တောင်းကန်သားအဲတော့တော့တော့ပြတ်တယ်လုံးဝပြတ်တယ်အဲဦးအောင်နိုင်ဦးကဒါတော့နာမည်နဲ့လာနေတာဦးအောင်နိုင်ဦးကနာမည်ကြီး အာလုံးစက်နေရာမှာပြက်ပြက်သားသားလုံးတယ်နောက်အဲဒူးဆိုလို့ချင်းကာစကတာမူဒူးမူဆိုအဲဥထုတ်ကောင်ဥထုတ်ကောင်လည်းဒီခါလာလေးစက်ကောင်နောက်တန်းဦးစီးတာအာကြိတ်တယ်သူလည်းနောက်တန်းအလုတ်ကိုမခံတာအဲ့တော့အခုဘမမအောင်ဝဲတွေဆော့ရိုင်းနေရတယ်ဆော့ရိုင်းတွေကောင်းတယ်ဘမအောင်ဝဲကဟုတ်လားအဲ့နောက်တစ်ခုအဲရခိုင်မှာဆိုတော့ဒါကြောက်ဖြူမှာပွဲကတယ်ကြောက်ဖြူမှာဒါတင်နေပွဲတွေကတာကြမ်းတယ်နော်ဟိုပွဲတွေကတာကြမ်းတယ်အဲ့တော့ရခိုင်ကြောင်းလေးပြောချင်လို့ရခိုင်မှာကရခိုင်မှာကဟာလား အဲမနေ့ကတော့ဒီကျွန်တော်တို့ဒီဘောမမီဒီယာလို့ပဲပြောကြတာပေါ့ဗျာဒီပဲချော့မီဒီယာတွေကိုနော်ကျွန်တော်တို့ကမီဒီယာမဟုတ်ကျွန်တော်တို့ကစပီကာပြည်သူတွေရဲ့မီဒီယာနဲ့စပီကာမတူးနော်တချို့ကမီဒီယာကမီဒီယာသတင်းအကြောင်းအရာပဲပြောမှာကျွန်တော်တို့စပီကာဆိုတာကဖြစ်ပြနေတဲ့မြေပြင်မှာပြောတဲ့သတင်းပြောနေတာအောင်လဲကျွန်တော်တို့ကအထက်ကိုတင်ပြကြရတင်ပြမယ်ပြည်သူတွေတုတ်ခွက်ရောက်ဆက်တဲ့တင်ပြတချို့ကအဲ့ဒါနားမလည်ဘူးမီဒီယာပဲဟိုမီဒီယာမှန်းမသိဟိုစပီကာမှန်းမသိမီဒီယာကသူ့ကသူစာရွက်ကြည့်ပြီးတော့သူ့ကသူပြောမှာ အေးသူကသူဘယ်မှာမှာဖြစ်စေဖြစ်စေကျွန်တော်တို့စပီကာဒီနေ့မှာအော်ဒီရတယ်လို့လုပ်တယ်ဆိုတော့ထပြောရမှာကျွန်တော်တို့ကဒါစပီကာပြည်သူတွေရဲ့အရင်ဖွင့်တဲ့အကိုကျွန်တော်တို့ပြန်ပြီးအထက်လူကြီးတို့တင်ပြပေးတဲ့သူတွေဒါဖြစ်တယ်အဲ့ဒါလေးတော့နားလဲအခုပြောလိုက်ပြောပြလိုက်မှာနော်အဲ့တော့ကျွန်တော်ကမင်းကတော့ဟိုရက်ခိုင်မှာအေရအေကောင်းတော့ထုံးမြင်နိုင်ပေါ့သူကလည်းထားပြောတဲ့ကသူရက်ခိုင်ပြည်နယ်မှာဗိုလ်ချုပ်ထုံးမြင်နိုင်လို့သူတို့တော့တုံးတော့နော်သူတို့ရက်ခိုင်ပြည်နယ်မှာ ဒါသူ၁၄မျိုးနဲ့တိုင်တာဒါရှိတယ်။နော်တောင်တောင်ကတမျိုးနဲ့မှပြန်ပြီးတော့ထိနိုင်တာမရှိသေးဘူး။ဒါကျွန်တော်တို့အပြင်အကုန်လုံးသိပါလေ။နော်အဲ့တော့ဘိုးချုပ်တို့မျက်နိုင်အီရဲ့ဘိုးချုပ်ထွန်းမျက်နိုင်ပေါ့ဗျာ။ဒါသူတို့ရဲ့အခေါ်ခေါ်ခေါ်ပေးတာ။အဲ့တော့ထွန်းမျက်နိုင်ကပြောလိုက်တယ်ဆိုတော့သူတို့ရခိုင်ပြည်နယ်ကောင်းကင်ဘွားတော်မှာလင်းတစီဖက်ပြလို့မရသေးအောင်တဲ့၃လအတွင်းကိုသူတို့လုပ်ပြမယ်။ဆိုအဲ့တော့အဲ့မှာရှိတဲ့အေးတက်သားတွေ အေးရဲတော့ကလေးဘာဖြစ်လဲစိတ်သက်တွေတကုံတက်ကြွကုန်တာပေါ့မနေ့ကလည်းကျွန်တော်ပြောတယ်ဒီဘက်ကို900လောက်ရလာဆိုတော့မြင်နေတာပဲလိုက်ကြည့်လိုက်လေကျွန်တော်ပြောတဲ့ဆိုအဲ့ရက်ရက်ကွက်ကလူတွေကအဲ့ဒီရွာတွေကလူတွေကပြောနေတာအဲ့ဒီဟာလူတွေကနေမှလှမ်းတဲ့မို့လားဟုတ်မဟုတ်စစ်လိုက်ပေါ့ဟုတ်ရေကိုရှင်းလို့ရတာပေါ့ဟုတ်လားအဲ့တော့အေးရဲဟိုထုံမြနိုင်ရမနေ့ကပြောတော့တဲ့စကားတော်တော်ကောင်းတယ်နော်တော်တော်ကောင်းတယ်အဲ့ဒီတက်သားလေးအကုန်အားလေးတက်ပြီးတော့အသေးစားနေဖြစ်ကုန်တာဒီဘက်ကတက်တော့ဘောမလေးခွဲဆော့ဆော့မှားသွားလို့ဆော့ပြောတဲ့စကားလေးလွတ်သွားမှာဆို တမောင်ဘောမတဲ့ဘွေအေးရဒီမွေးစေဝါးတွေနဲ့ဟိုခိုင်းကောင်းသောခိုင်းကျုံထုံးပြနိုင်ဆိုပြီးတော့ဒီဘက်ကကျွန်တော်တို့ဒီဘက်ကမီဒီယာတွေကပြောတယ်ကျွန်တော်တို့တွေကထပြောတယ်ဒါဒီမှာကျွန်တော်မိတာတွေကအများကြီးပဲဟိုဘီလန်မီလန်နဲ့ချီမိတာတွေရှိတဲ့ခါကျပြောတော့ကမ္ဘာအလယ်မှာဒီကောင်းတွေကဒူးရက်ကောင်းဆောင်ဆိုတာဖြစ်သွားပြီးဘိန်းရသာဆိုတာဖြစ်သွားပြီးအဲ့ဒါကိုခြေပတဲ့အနေနဲ့သူတို့သူတွေလုံးဝကိုစိတ်ရင်ရင်မတော်အောင်လို့ပါလို့အေးထုံးပြနိုင်ထပြောတယ်အဲ့ သူတို့ရဲ့ရခိုင်ပြည်နယ်ကဒီကောင်းငင်ကနေမှလင်းတစည်းတော်ဖျက်ပြန်လို့မရအောင်ဆိုတော့ဒါအလကားသားတော်မှာဘိုးချုပ်သူတို့အေးရဲ့ဘိုးချုပ်ပဲပေါ့ဒီကောင်ဘိုးချုပ်တို့ကလို့ပြက်ပြက်သားတော့ကျွန်တော်ဘက်ကဘိုးချုပ်တည်နေပြောစမ်းပါပြက်ပြက်သားပြောစမ်းပါဟင်းတို့မင်းတို့အကြမ်းဖက်တွေငါတိုင်းထဲမှာလုံးဝမရှိကြဘူးကွာမင်းတို့ချောင်းစွမ်းတော့မကြားကြအောင်ဆိုတော့အဲ့လိုမျိုးပြက်ပြက်သားပြောတဲ့ဘိုးချုပ်တွေထွက်စမ်းပါကျွန်တော်တို့ကအဲ့လိုဘိုးချုပ်တွေကြိုးစိုးနေတာ ခဏခေါင်းထိုးအမ်းမေးမှာဗျာခေါင်းကနင်းချသွားဗျာခင်ဗျားတို့သွားမဲ့လမ်းကိုဟုတ်လားဘာတော့ပြောနေလဲတိုင်းပြီးအေးချမ်းဘူးတိုင်းပြီးကိုအေးချမ်းဘူးပြောတာကျွန်တော်ကဒါရိုးရိုးလေးပဲအဲ့တော့အဲ့လိုဘုံချုပ်တွေထွက်ပါထွက်ပါတိုင်းပြီးကိုအေးချမ်းအောင်လှုပ်ပေးမဲ့ဘုံချုပ်တွေထွက်ပါဒီညမှာအကြမ်းမ်းမရှိသေးငါဘုံချုပ်ဘသူကွာမင်းညမှာဘာအကြမ်းမ်းမှမလို့ကျောင်းဆိုးလို့ငွေရောက်ကွာအဲကောင်တွေသွားဟေးမင်းတို့ဖွဲ့ကြည့်အကုန်လိုရတဲ့လိုရတဲ့အကုန်ချထွားထုတ်ထုတ်ပြုတ် ဒါမျိုးလာမှာကျွန်တော်ပြောတာဟိုမှာအကျန်းဘက်ကတတ်မှတ်ထားပါတယ်ဆိုတော့အေးထောပြန်နိုင်တော့ဒီလိုတွေပြောအောက်ကလူကဝေးဝါစိတ်သက်တွေကြာအတဲအတဲအတန်ဖိနေလို့ရွာတွေကိုဝင်ငါတို့ထောက်ခံမထောက်ခံမင်းတို့တိမ်မယ်ပြက်မယ်တတ်မယ်လို့တော့အာဟုတ်ကဲ့ဆိုထောက်ခံဒီမှာဘာမှမသိဘဲနဲ့ဟုတ်ကဲ့ဆိုသွားလို့ ဟမ်ပြီးတော့အဲ့မှာရှိတဲ့ဟိုဒီဘက်မှာရှိနေတဲ့အစိုးရဝန်ထမ်းတွေကဘာလုပ်လဲသူတို့အိမ်တွေရခိုင်မှာကျန်တော့ချင်းချောက်ခံအာမင်းတို့ငါတို့ဘက်ကိုဝင်မလာလို့ကျင်မင်းတို့အိမ်တွေလည်းမပေးတော့ဘူးမင်းတို့မိသားစုအမျိုးတွေလည်းအကုန်ဖမ်းချုပ်တော့အထောင်ထဲထဲမှာဘာညာဆိုပြီးတော့အဲလုံးဝဆွဲလဲဆွဲလဲဆိုတော့ဒီဘက်မှာရှိနေတဲ့ပညာရေးဝန်ထမ်းတွေအဲစစ်တွေမှာရှိနေတဲ့ဝန်ထမ်းတွေအကုန်လုံးအေးဘက်ကိုပြေးရတော့မယ်ဟုတ်လားအဲ့လိုကျွန်တော်ပြောချင်တာပြက်ပြက်တသားဗိုလ်ချုပ်ဆိုရင်တက္ကະဗိုလ်ချုပ်ဆိုရင်စစ်တက္ကະဗိုလ်ချုပ် စစ်တပ်စစ်သားမှာဆိုစစ်သားစိတ်တွေမွေးပြကြမှာမွေးပြကြမှာငါတိုင်းထဲမှာလုံးဝအကြမ်းမရှိလုံးဝ stop ဟဲ့အောင်ငါလမ်းလျှောက်သွားမယ်ဘာမှရအောင်ခွန်တင်းမလို့ဘူးပွိုင်းနေပါညာတဲ့ကင်းနေပါညာမလို့ဘူးရောက်အဘောကျောင်းတယောက်လမ်းလျှောက်သွားလားအေးစေးပဲဒလူလေးလှုပ်ပြကမ်းပါအခုဘောကျောင်းတယောက်ကြောက်မှာဆိုတော့ချင်းလမ်းတလမ်းကိုအဲ့မှာရှိနေတဲ့ဟိုအုတ်ချုပ်အိမ်မှုတွေကဟိုစိန်မှုတွေရိုင်းမှုတွေတလမ်းကိုတယောက်စောက်နေရတယ် တလန်းကိုပြောစောင့်နေဟာအဲ့ကိုသူတို့ဟိုဘုံကျောက်သွားမဲ့ဟာကိုလမ်းဒီမှာစောင့်နေအဲ့ဒါတွေကရှင်းရှင်းပြောလို့ရှင်မဟုတ်တာဘုံကျောက်တွေတစ်ခါပြက်ပြက်ငါဘုံကျောက်တကောင်းလဲသွားပြီဆိုတော့အခုလုံးရှင်းလားအကျမ်းမမရှိလို့သွားလို့ရပါလေအကျမ်းမရှိရင်တော့သွားလို့မရဘူးလीဟုတ်လားကျွန်တော်ပြောတာအဲ့လိုကျွန်မပါစီပါအချိန်ပြည့်သွားနောက်မှပဲဆက်ပြောတော့မယ်